ိုက်ကောင်ကစော်ကားတယ်မှတ်ရိုင်းတယ်အခုပါလေလုံးဝဒါဆန့်ကျင်ပါလေဆိုတဲ့သူတွေပေါ့နော်ကြက်ကြက်ရလုံးတဲ့သူတွေဘာညာရဲအဲ့လိုမျိုးလူတွေအကုန်အသက်ဘာညာနေအဲ့လိုမျိုးတွေကစားညှောခဲ့တာဖြစ်နေနေရာနေမြထွက်ပြီးတော့ကြိတ်လိုက်မလဲဘယ်နေရာနေမြ RPG နဲ့ပြစ်လိုက်မလဲအဲဒါမျိုးပုံစံမျိုးသူတို့စိုးရိမ်နိုင်လေပြကောင်းဖြစ်မယ်ဒါကြောင့်မို့လို့ဒါကားတွေကိုအရှင်ပြင်းပြင်းနဲ့မောင်းလာတယ်ဟွန်တီလာတာမျိုးတွေလောက်ခဲ့တယ်ပေါ့နော် င်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာ30ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့သတင်းထူးခြားမှုတွေပြောကြမှာပေါ့နော်ထူးခြားမှုတွေရှိတယ်ပြီးတော့သုံးသက်ချက်လေးလည်းပါမှာပေါ့နော်ဒါပထမဆုံးကျွန်တော်တို့ဒါရက်ဆိုင်ထားတဲ့မြေဆုံစီမံကိန်းဒီမြေဆုံနဲ့ပတ်သက်လို့လည်းအားလုံးကစိတ်ဝင်စားရှိနေကြတယ်အခုတော့ဒါလှုပ်လှုပ်ရှားရှားပြန်ဖြစ်လာပြီပေါ့နော်အဲ့ဒါကမင်းအွန်လိုင်းကအခုရက်ထဲဒါတို့ရဲ့ဒါပြန်တဲ့ထုတ်ပြန်လိုက်တဲ့ဟာမှာ မြင်တွေ့ရတဲ့အချက်တွေကြောင့်မလို့ဒီမြေဆုံစီမံကိန်းကဒါတရုတ်နဲ့ပူးပေါင်းပြီးပြန်ဆနေပြီဆိုတဲ့ပုံစံမျိုးတွတ်တွေ့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီမြေဆုံစီမံကိန်းပြန်ဆပြီးဆိုတဲ့ခါကျရင်ကျွန်တော်ဘာတွေဖြစ်လာနိုင်မလဲအဲပြီးတော့အနည်းဆုံးရှိတဲ့ဒါလက်နက်ကင်ဒါတော်လိုင်းတပ်ဖွဲ့ဖြစ်တယ်ပေါ့နော်ဒါအတိုင်းသားတော်လိုင်းတပ်ဖွဲ့ဖြစ်တဲ့ GI အနေနဲ့ကောဘာတွေဖြစ်လာနိုင်ချေရှိလဲဆိုတဲ့ဟာကစိတ်ဝင်စားစရာရှိပါတယ်ပေါ့နော်ဒါရက်ဆိုင်ထားတဲ့မြေဆုံစီမံကိန်းအတွက်မြောက်လိုင်းဥဆောင်တဲ့အဖွဲ့အဖွဲ့ပြီးတော့ တရုတ်နဲ့အတူလုပ်ငန်းတွေပြန်လည်စတင်နေတယ်လို့ဆိုတယ်။ဒီအကြောင်းကိုဒါစစ်တပ်ကထုတ်ပြန်ထားတဲ့ခုနပြောတဲ့ပြန်တန်းပေါ့နော်။ဒီပြန်တန်းအရသိရတာဖြစ်တယ်။အဲ့တော့ AR မြစ်စုံရေအလျက်စစ်စီမံကိန်းကဒါကချင်းပြည်နယ်အတွင်းမှာရှိတယ်။အဲပြောမယ်ဆိုရင်ဒါတနည်းအားဖြင့်ဒါစစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေမြေထဲမှာရှိတယ်ပေါ့နော်။နောက်တစ်ခုကတော့ဒါအဲဒါတော့လည်းတပ်ဖွဲ့အနေနဲ့ဆိုရင် KIA နေမြေထဲမှာရှိတဲ့ဒါစီမံကိန်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီမံကိန်းကစစ်ကောင်စီရဲ့ပြန်နှံ့တဲ့အတိုင်းဒါပြန်ဆနေတာမှန်တယ်ဆိုရင်ဒါ KIA အတွက်အနည်းငယ်များတော့ဖိအားတွေဒါရှိလာနိုင် ်နေပေါ့နော်အဓိကတော့ KIA ကလည်းမြောက်ပိုင်းအဖွဲ့တွေနီးတူပဲပေါ့နော်ဒါတရုတ်နယ်စပ်မှာအခြေစိုက်ရတယ်ဒါတပ်ဖွဲ့တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့တရုတ်ကသူ့ရဲ့အကျိုးအမြတ်များတဲ့ဒီစီမံကိန်းကိုပြန်ဆကျင်နေတာကြာပြီပေါ့နော်ရက်ဆိုင်သွားပြီးနောက်မှာသူပြန်ဆကျင်နေတာကြာပြီအဲ့တော့တရုတ်ကဒီမြေဆုံစီမံကိန်းအတွက်အမေရိကန်ဒေါ်လာ3.6ဘီလီယံယင်းနေပြီးတော့ဒါမြုပ်နှံထားတာဖြစ်တယ်။ပြီးစီးသွားပြီဆိုရင်ဒါသူကလျှက်စစ်တပ်အားမဂါဝတ်6000ထုတ်လုပ်နိုင်ဖို့အတွက်ရည်ရွယ်ထားတာပေါ့နော်။ဒါကြောင့်ဒီစီမံကိန်းကို စစ်တပ်ကအာဏာလုထားတဲ့အချိန်မှာစတင်ပြီးတော့ဒါကြန့်ခိုင်ရေးပြန်အနိုင်ရဖို့တည်ကြတဲ့ရွေးကောက်ပွဲအလွန်မှာအဆုံးသတ်ဖို့အတွက်သူရည်ရွယ်ထားတာပြင်ဆင်ထားတာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ဒီသူစီမံကိန်းကိုဒါအနောက်ရှက်မဖြစ်အောင် KIA ကိုဖိအားပေးပြီးတော့ အပြစ်ရတာတွေဒါမြောက်ပိုင်းအဖွဲတွေလိုပဲပေါ့နော်ဂျောင်းဝင်စေ့ဆက်တာညီနိုင်တာတွေဆွတ်ဘတ်တာမျိုးတွေဒါမျိုးပုံစံမျိုးတွေဂျုံလာနိုင်ချေရှိတယ်ပေါ့နော်စစ်ကောင်စီရဲ့ပြန်တမ်းရဒါမင်းအောင်လှိုင်က AR မြစ်စုံမြညာမြေကွမ်းရေအားလျက်စစ်စီမံကိန်းကိုဒါဥဆောင်တဲ့အဖွဲပေါ့နော်အဲ့အဖွဲကိုဒါယခုနှစ်ဩဂုတ်လ29ရက်နေ့မှာဖွဲ့စည်းလိုက်တာဖြစ်တယ် မြေဆောင်စီမံကိန်းအတွက်သုတေသနလုပ်ငန်းတွေနှိပညာဆိုင်ရာဖြည့်ရှင်းချက်တွေနဲ့ဒါပြည်သူဆက်ဆံရေးစတဲ့လုပ်ငန်းတွေကိုစီမံဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းဒါသိရတယ်ဗောနော်အဲ့တော့အေယာဝတီမြေဆောင်မြေညာမြေခွမ်းရေအားလျက်စစ်ဒါဒီစီမံကိန်းမှာဗောနော်လျက်စစ်စွမ်းအားဝန်ကြီးဌာနတူဝန်ကြီးကကောင်းဆောင်ဖြစ်ပါဝင်ပြီးတော့ကရှင်ပြည်နယ်အစိုးရအဖွဲ့ရဲ့တရားစတာရေးရာဝန်ကြီးကဒုတိယကောင်းဆောင်ဖြစ်ပါဝင်ကအဖွဲ့ဝင်73ဦးနဲ့ဖွဲ့စည်းထားတာဖြစ်တယ်ဗောနော်အဲ့တော့မြေအောင်လိုင်ကဒါမြေမြေဆောင်ရေအားလျက်စစ်စီမံကိန်းကိုတရုတ်နဲ့ပူးပေါင်းဆောင်ရွက်နေကြောင်း ်ဩဂုတ်လ31ရက်နေ့ကတရုတ်နိုင်ငံတီယန်ကျင်းမြို့မှာလည်းမြန်မာတရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးတွေ့ဆုံပွဲမှာထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်ပေါ့နော်အဲ့တော့အရာဝတီမြေဆုံစီမံကိန်းမှာအာနာရှင်ဒါဦးတန်းရွှေလက်ထက်2002ခုနှစ်ကနေ့ကဒါလေ့လာရေးစလုပ်ခဲ့ပြီးတော့တရုတ် CPI ကုမ္ပဏီနဲ့အကျိုးတူလုပ်ကိုင်ခဲ့တဲ့နောက်ပေါ့နော်ဒါပြည်သူလူထုရဲ့ဒါကန့်ကွက်မှုတွေကြောင့်မလို့ဒီမြေဆုံစီမံကိန်းကဒါတိန့်စိန်လက်ထက်ပေါ့နော်ဒါဦးတန်းစိန်အစိုးရလက်ထက်မှာ2017ခုနှစ်မှာဒါယာယီရပ်ဆိုင်းခဲ့တာဖြစ်တယ် အခုတော့ဒါကိုကျိုးရှာစစ်ဘိုလ်ချုပ်တွေအာဏာရတဲ့အချိန်မှာတရုတ်ကသူ့အကျိုးစီးပွားကိုအချိန်ကြိုက်ဖော်ဆောင်မှုအတွက်ဆောင်ရွက်နေတာဖြစ်တဲ့တရုတ်ရဲ့အကျိုးစီးပွားဖော်ဆောင်မှုနဲ့အတူသူ့အကျိုးစီးပွားကိုထိခိုက်စေမဲ့လောက်ရမျိုးမဖြစ်စေဖို့အတွက်ခုနပြောတဲ့အတိုင်းပေါ့နော်အဲစစ်ကောင်စီကိုတော်လှန်နေကြတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုဒါဖိအားပေးပြီးတော့အပြစ်ရဖို့တွေဒါဆောင်ရွက်လာနိုင်ခြင်းရှိတယ်ပေါ့ဗျာအဲ့တော့ဒီလိုမျိုးတွေဒါတရုတ်ဘက်ကဖိအားပေးတဲ့ပုံစံမျိုးတွေဖြစ်လာပြီးဆိုတဲ့အခါကျရင် KIA အနေနဲ့ဘလို့တွေရင်ဆိုင်ရနိုင်ခြင်းရှိလဲဒါရှေ့မှာဒါသူတို့လုပ်တဲ့တလို့ပဲပေါ့နော်ဒါတရုတ်ကလုပ်ခဲ့တယ်လို့ပဲ ညနေဆက်ကုံတို့ရေးလမ်းကြောင်းတွေ gate တွေပိတ်ပစ်တာမျိုးတွေရှိမယ်အဲဒီလိုဒါဒီလိုမျိုးပိတ်တဲ့ခါကျရင်စစ်ကောင်စီဘက်ကလည်းပြန်ပြီးတော့ဒါဒါပြည်မလမ်းကြောင်းတွေကိုပြန်ပြီးတော့ပိတ်တာမျိုးတွေပေါ့နော်ဖြက်လေးပြပုံစံမျိုးတွေလောက်တာတွေရှိမယ်ဒါပေမဲ့ KIA အနေနဲ့ကလည်းတစ်ဖက်ဒါချင်းပြီးရင်အိန္ဒိယဒီလိုမျိုးဘက်တွေကနေလည်းဒါထပ်ပြီးတော့ပေါ့နော်ဒါလမ်းကြောင်းတွေရှိသေးတာဖြစ်တဲ့အတွက်ပေါ့နော်အရန်ဤဖီအားဖြစ်စေမဲ့ပုံစံမျိုးတော့လည်းမတွေ့ရဘူးပေါ့နော်နောက်တစ်ခုက KIA ကလည်းအဲအစင်လာရပေါ့နော် ရှေ့မှာ ဒီလိုမျိုးဒါတရုတ်ဘက်ကနေပြီးတော့ဂိတ်တွေပိတ်လိုက်တဲ့ခါကျတော့သူ့ဘက်ကလည်းပြန်ပိတ်တာမျိုးရှိတယ်ပေါ့နော်။အဲအဲ့လိုမျိုးပုံစံမျိုးမမထန်နဲ့ပြန်တုတ်ပြန်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိတယ်ပေါ့နော်။အဲကြတော့ဒါတရုတ်အနေနဲ့ဘယ်လောက်ထိဆွတ်ဖက်နိုင်မလဲပေါ့နော်။အဲတရုတ်ကသူ့အကျိုးစီးပွားထိခိုက်မှာစိုးတဲ့အတွက်ပေါ့နော်။သူ့အကျိုးစီးပွားမထိခိုက်ဖို့ဒီလိုမျိုးဒါစစ်ကောင်စီကိုတော်လန်နေကြတဲ့တော်လန်ကြီးတပ်ဖွဲ့တွေကိုတနည်းနည်းနဲ့တော့သူကဖိအားပေးဖို့စူးစမ်းလာနိုင်ရရှိတယ်ပေါ့နော်။ဒါပေမဲ့လည်းအခြားတပ်ဖွဲ့တွေပုံစံမျိုးမဟုတ်တဲ့အတွက်ပေါ့နော်။ဒီဖိအားတွေက KIA ပေါ်မှာ ဘယ်လောက်ထိတက်ရောက်မလဲဆိုတဲ့ဟာကိုလည်းဒါကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဒါအကောင်းဆုံးဖြည့်ရှင်းနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ်သတင်းတစ်ခုကတော့ဒါမိုးကုတ်မိုးကုတ်ရဲ့အခြေအနေကလည်းအားလုံးကရှင်တပတ်မှဖြစ်နေတယ်အဲဒီရက်ပိုင်းတော်တွင်းမှာကိုပဲပေါ့နော်ဒါမိုးကုတ်ရဲ့သတင်းတွေကကြားရတာအဆင်မပြေဘူးဒါတော်တိုင်းဘက်ကကြည့်မယ်ဆိုရင်ပေါ့ဗျာအဲ့လိုမျိုးအဆင်မပြေတဲ့အနေထားပေါ့နော်အခုဆိုရင်ဒါပူဆိုးတဲ့အနေထားကိုရောက်နေတယ်အဲ့ဒါပါလဲဆိုတော့မိုးကုတ်မြို့တွင်းကိုစစ်ကောင်စီကအင်အားတွေအများကြီးနဲ့ဝင်ရောက်လာတယ် ကားအစီးရေအများပြားနဲ့ကိုဝင်ရောက်လာတာတွေ့ရတယ်။မနေ့ညနေဒါ6နာရီလောက်မှဒါမိုင်းလုံးလိုင်းကနေပြီးတော့စပြီးတော့ဗောနော်စစ်ကောင်စီစစ်ကားအစီး90လောက်ဒါအရှင်ပြင်းပြင်းနဲ့မောင်းပြီးတော့မိုးကုတ်မြို့တွေကိုဝင်လာတာတွေ့ရှိရတယ်ဗောနော်ဗီဒီယိုမှတ်တမ်းတွေလည်းဒါထုတ်ပြန်ကြတာတွေတင်ကြတာတွေမီဒီယာတွေကနေဖြန့်ဝေကြတာတွေလည်းဒါတွေ့ရလိမ့်မယ်ပေါ့နော်အဲ့ဒီမတိုင်ခင်ဒါ29ရက်နေ့မှာလဲဒါကျွန်တော်ရှင်းမှာပြောခဲ့တယ် အဲစစ်ကောင်စီအင်အားတတုတ်လောက်ထပ်ပြီးတော့ဒါ29ရက်နေ့မှာအရင်ဆုံးကြိုရောက်ခဲ့တာရှိတယ်ဗောနော်အဲ့နောက်ပိုင်းမှာဒါမနေ့ကညနေမှာထပ်ပြီးတော့အင်အားတွေအများကြီးထပ်ဝင်လာတာဖြစ်တယ်အဲ့တော့ဝင်လာတဲ့အင်အားတွေကြည့်မယ်ဆိုရင်အင်အားဘယ်လောက်များသလဲဆိုတာခံမှန်းမိလိမ့်မယ်ဗောနော်ဒါကြောင့်မလို့လေဒါတော်လန်ပြည်သူတွေကမခံမြင်နိုင်ဖြစ်ကြတာဗောနော်ဒီမျိုးကိုအခုလိုမျိုးဒါကြီးတစ်ချက်မဖောက်ဖင်းနဲ့ပြန်ပေးလိုက်ရတယ်ဆိုတဲ့ဟာကိုမခံမြင်နိုင်ဖြစ်ကြတာအခုစစ်ကောင်စီကအဲ့လိုအင်အားအလုံးကြီးနဲ့ဝင်လာပြီဆိုတာနဲ့ဗောနော်သူတို့လုတ်တဲ့လုတ်ရက်တွေဘာရှိမလဲဒါကျွန်တော်လိုက်စုံစမ်းကြည့်တဲ့အခါ ဒီအခုဝင်လာတဲ့ရင်နန်းတွေထဲမှာအရက်က15စီးလဲပါတယ်ဒါတွေကတော့ဒါစစ်ကောင်စီဘက်ကပေါ့နော်ဒါအကြီးပိုင်းဆိုတဲ့ကောင်မျိုးတွေဖြစ်ဖို့ပိုများနေမယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒီမြို့ပြန်ပြီးတော့သူတို့ရဲ့အုပ်ချုပ်ရေးရန်တွေကလေပတ်နိုင်ဖို့အတွက်ကိုတာဝန်ရှိတဲ့ကောင်တွေပေါ့နော်တာဝန်ပေးထားတဲ့ကောင်တွေပါလာတဲ့ကားမျိုးတွေလည်းဖြစ်ဖို့များတယ်ပေါ့နော်အဲနောက်တစ်ခုကဒီကားတွေကိုအရှိန်ပြင်းပြင်းနဲ့မောင်းလာတယ်ပေါ့နော်ဟိုးနေလဲဆံပြက်တီးခဲ့တယ်ဆိုတဲ့ပုံစံမျိုးဒေတာကန်နေစီကနေပြီးတော့ကျွန်တော်ကြားသိရတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကိုကြည့်မယ်ဆိုရင်လည်းဒါစစ်ကောင်စီကကြောက်လန့်တကြားပုံစံမျိုးဖြစ်နေတာလည်းဖြစ်ကောင်းဖြစ်မယ် ဒါကြောင့်လဲဆိုတော့ဒီနေရာကိုသူတို့ဝင်လာပါပြီဆိုတဲ့အချိန်မှာ TNL ရဲ့အကူအညီနဲ့သူတို့ကဝင်လာခဲ့တာဖြစ်တယ်။ TNL ကိုအကူအညီတောင်းပြီးဝင်လာခဲ့တာဖြစ်တယ်။အဲ့နေရာမှာအခြားသောအဖွဲ့တွေကစစ်ကောင်စီကိုဘင်းမို့အတွက်တာဆူနေတဲ့သူတွေကြီးပဲ။အဲအဲ့ဒါကြောင့်မလို့ဒါ TNL ကလည်းဒီလိုမျိုးဒါတော်လိုင်းတပ်ဖွဲ့တွေစီကိုတောင်းဆိုခဲ့တာဖြစ်တယ်ဗောနော်။ဒါအဲ့နေရာမပေးဖို့အတွက်တောင်းဆိုခဲ့တာဖြစ်တယ်။အဲ့တော့အခုလိုမျိုးဝင်လာတဲ့အချိန်မှာဘလို့ပဲဖြစ်ဖြစ်သူတို့မှာတန်တရားစီတော့ရှိတယ်။ငါတို့ကို ဘယ်နေရာအနေများထွက်ပြီးတော့ကြိတ်လိုက်မလဲဘယ်နေရာအနေများ RPG နဲ့ပြစ်လိုက်မလဲအဲဒါမျိုးပုံစံမျိုးသူတို့စိုးရိမ်နေလေဖြစ်ကောင်းဖြစ်မယ်ဒါကြောင့်မို့လို့ဒါကားတွေကိုအရှင်ပြင်းပြင်းနဲ့မောင်းလာတယ်ဟွန်ဒီလာတာမျိုးတွေလောက်ခဲ့တယ်ဗောနော်ဘာဖြစ်လို့လဲဆိုရက်တန်းမှုမဖြစ်အောင်လို့ဒါလုံးဝအာရှေ့ကနေပြောပါတော့ဒါလမ်းဖြတ်ကူတာဘာညာဒါမျိုးတွေအကြောင်းမလို့ပါတော့ချက်ချင်းဒါရင်တိုင်းရက်သွားမှာဆိုလို့အမြန်အမြန်ပုံစံမျိုးနဲ့ဝင်ရောက်ခဲ့တာဖြစ်တယ်ဆိုပြီးတော့လေဒါယူဆလို့ရတယ်နောက်တစ်ခုကတော့အောင်ပွဲခံတဲ့ပုံစံမျိုးလို့ဒါယူဆလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီမျိုးကိုသူတို့ပြန်ဝင်နိုင်ပြီ သူတို့ရဲ့အုပ်ချုပ်ရေးရန်ရာတွေပြန်ပြီးရလက်ပတ်နိုင်ပြီးအဲနောက်ပြီးတော့ဒီမြို့ကိုသူတို့ရဲ့ရွေးကောက်ပွဲကျင်းပမယ်နောက်ထပ်မြို့ထဲမှာဒါစည်ရင်းနေမှာပေါ့နော်နောက်ထပ်မြို့တစ်ခုအနေနဲ့ထည့်လိုက်နိုင်ပြီဆိုတော့အတွက်ဒီမြို့ကိုသူတို့ကအောင်ပွဲခံတဲ့ပုံစံမျိုးနဲ့ဒီလိုပုံစံမျိုး ဝင်လာတယ်လို့လည်းဒါယူဆရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအင်အားရာမှာတွက်ကြည့်မယ်ဆိုရင်ရှေ့ရက်ကရောက်ခဲ့တဲ့အင်အားတွေပေါ့နော်အဲ့အင်အားတွေဆိုလည်းတို့အရွက်ဝင်နေနဲ့ဝင်လာတယ်မျိုးကိုပတ်ကြည့်တာတွေလောက်တယ်ဆိုင်ကိန်းနဲ့ပတ်ကြည့်တာတွေလောက်တယ်ပြီးရင်စု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 ဒါတို့တတ်မှတ်ထားတဲ့နေရာတွေမှာအစုလိုက်အစုလိုက်နဲ့တို့နေရာယူတာတွေလောက်တယ်အဲ့လိုပုံစံမျိုးနဲ့ဝင်ရောက်ခဲ့တဲ့အင်အားတွေလည်းရှိတယ်ပေါ့နော်အင်အားတတော့ရှိတယ်အခုနောက်ထပ်ပြီးတော့ဝင်လာတဲ့အင်အားတွေလည်းရှိတာဖြစ်တဲ့အတွက်အင်အားကတော့တော်တော်များတဲ့အနေထားပေါ့နော်အဲ့တော့မျိုးကိုပြန်တိုက်မယ်ဆိုရင်တော့မှပဲအစကပြန်တိုက်ရမယ်အနေထားဖြစ်နေပြီပေါ့နော် ဲ့တော့ဒါကတော့ဒါတိတ်မကောင်းဘူးပေါ့ဗျာနော်အဲ့တော့အဲ့လိုမျိုးအင်အားတွေဝင်ရောက်လာပြီးဟေ့ဆိုတာနဲ့စစ်ကောင်စီဟာဒီတိုင်းတော့နေမှာမဟုတ်ဘူးအိုင်နာပတ်ချာလဲမှာရှိတဲ့လော်လိုင်းရေးတပ်ဖွဲ့တွေစုမှုတဲ့နေရာတွေကိုဖိအားတွေပေးလာနိုင်တယ်နောက်တစ်ခုကစစ်ကြောင်းထိုးတာမျိုးတွေထိလည်းရှိလာနိုင်တယ်ပြီးတော့ဒါမိုးကုန်းနဲ့ဒါဖော်တော်လမ်းဆောင်ကြားထဲမှာရှိတယ်ပေါ့နော် အဲ့ဒါဒီလိုမျိုးတလိုင်းတက်ဖွဲ့တွေဘက်ကိုလည်းဖိအားပေးဖို့နှစ်ဖက်ညှက်တာမျိုးတွေလည်းလှုပ်လာနိုင်ခြင်းရှိသွားပြီပေါ့နော်အဲ့တော့အဲ့ဟာအတွက်ကိုကြိုပြီးတော့ပြင်ဆင်ထားကြဖို့လိုပြီနောက်တစ်ခုကမျိုးရင်းအခြေအနေပေါ့နော်အဲ့မျိုးရင်းအခြေအနေကတော့ဒါရှုပ်ထွေးနေရတဲ့အကြောင်းလို့ပြည်သူတွေအနေနဲ့စိုးရိမ်နေပြီးတော့ဒါမိုးကုတ်ကလည်းအသွာအလာမရှိဘဲနဲ့ပေါ့နော်တိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုပြီးတော့ဒေသခံတွေကပြောတယ်ပေါ့နော်အဲ့တော့မြို့ကြီးက6ကတ်တိတ်ဆိတ်သွားတာကတော့ ဒီစစ်ကောင်စီတက်တွေဝင်လာမယ်လို့သတင်းကြားကလေးကပေါ့နော်အကုန်လုံးကအရှူရှူနဲ့ထွက်သွားလိုက်ကြတာမြို့ရဲ့ဆေးရခိုင်နှုံးလောက်ပဲမြို့ထဲမှာကျန်နေခဲ့တဲ့နေသားပေါ့နော်အဲ့တော့စစ်ကောင်စီဝင်လာပါပြီဆိုတဲ့ချိန်မှာအဲ့ကျန်နေခဲ့တဲ့ပြည်သူတွေကလည်းထိတ်လန့်တုန်လှုပ်ကြတယ်ဘာကြောင့်လဲဆိုတော့တိုက်ပွဲတွေဖြစ်မလားစစ်ကောင်စီကဘလို့တွေလုပ်မလဲပေါ်တာတွေဆွဲမလားဒါဟိုနေ့ကအင်တာဗျူးတွေမှာလည်းတွေ့ရနိုင်မှာပေါ့နော်အဓိကတော့ဒေသခံပြည်သူတွေကိုဘလို့မျိုးတွေ ဒုက္ခတွေပေးလာနိုင်မလဲဆိုတဲ့ပုံစံမျိုးနဲ့စိုးရိမ်နေကြရလဲရှိတယ်။ဒါကြောင့်မလို့အပြင်တော်မှမထွက်ကြဘဲနဲ့ပေါ့နော်။မြို့ကြီးက6ကတ်တိတ်ဆိတ်နေတဲ့အနေအထားဖြစ်တယ်။အဲ့တော့လမ်းတွေလည်းပိတ်ထားတယ်ဆိုပြီးတော့တည်င်းရတယ်ပေါ့နော်။တည်င်းသိရှိရတယ်။အဓိကတော့ဒါဝင်လန်းထွက်လန်းအရေးကြီးနေရာမျိုးတွေဒါမျိုးနေရာတွေမှာနေရာယူထားပြီးတော့လမ်းတွေလည်းပိတ်ထားတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်။အဲ့တော့စစ်ကောင်စီကမြို့တွေကိုစပြီးတော့ဝင်ရောက်လာပြီးတဲ့နဲ့တပြိုင်နက်မြို့ပေါ်မှာရှိတဲ့စိုးမိုးနေရာတွေကိုအင်အားအလုံးရင်းနဲ့ဒါတက်ဆွဲတာတွေအခြေချတာတွေဒါမျိုးတွေ စတင်လှုပ်ဆောင်နေပြီဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ဒါကတော့ဖြစ်မှာပဲမြို့တဲကိုအဲ့လိုဝင်ခံလိုက်ရပြီဆိုနေကတော့စစ်ကောင်စီကသူ့လုံးရမယ့်အလုပ်ကိုဇက်တိုက်လှုပ်သွားမှာအဲ့ဒါကတော့မြို့ရဲ့အဓိကနေရာတွေချက်ချက်ကြတဲ့နေရာတွေကိုသူတို့ရဲ့အင်အားတွေစုဖွဲ့ပြီးတော့အခြေပြုမယ်အင်အားတွေဖြန့်ခွဲမယ်မြို့ရဲ့စိုးမိုးကုန်းနေရာတွေကိုအင်အားတွေဖြန့်ခွဲမယ်လက်နက်ကြီးတွေတင်မယ်ဒါပဲပြစ်မှတ်မှတ်ပုံတင်မယ်မြို့ရဲ့အခြေအနေတွေဒါသူတို့လိုက်ပတ်ပြီးတော့ကြည့်မယ်ပြီးတာနဲ့မြို့ပတ်ချလဲမှာရှိတဲ့တော်လိုင်းအင်အားစုတွေရှိနိုင်တဲ့နေရာတွေကိုပြစ်မှတ်မှတ်ပုံတင်တာတွေလုပ်မယ်ကင်းထောက်တာတွေလုပ်မယ် ဒါတွေကတော့စိတ်ကောင်းစီလုံမဲ့အရာတွေဖြစ်တယ်အဲ့တော့မြို့တဲကိုပေးဝင်လိုက်ပြီးဆိုတဲ့ကဒါတွေကဖြစ်လာမဲ့အရာတွေပဲပေါ့နော်ဒါကတော့ကျွန်တော်တို့ကြိုပြီးတော့တွေးထားပြီးသားဖြစ်တယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ဒီဇင်ဘာလအတွင်းမှာလဲပေါ့နော်ဒီဇင်ဘာလလောက်မှာအရက်ဘက်ဝန်ထမ်းတွေအားလုံးအကုန်ပြောင်းဝင်ရမယ်ဆိုပြီးတော့လေသူတို့တွေကိုညွှန်ကြားထားတာရှိတယ်ဆိုတဲ့အကြောင်းသိရတယ်ပေါ့နော်အဲ့တော့ဒီအရက်ဘက်ဝန်ထမ်းတွေကလည်းတေချာဘဝင်မှာပဲသူတို့ရဲ့ဒီမြို့ကိုလေပတ်နိုင်ဖို့အတွက်သူတို့ရဲ့အုတ်ချုပ်ရေးရန်နေရာတွေလေပတ်နိုင်ဖို့အတွက်ကိုဌာနဆိုင်ရာဝန်ထမ်းတွေအကုန်လုံးကိုလွှတ်မှာပဲ ပြီးတာနဲ့အဲ့နေရာမှာရွေးကောက်ပွဲလုပ်ဖို့အတွက်သူတို့လုံကြနိုင်မယ်ပေါ့နော်ဒါဘာကြောင့်လဲဆိုတော့ဒါရွေးကောက်ပွဲကာလသူတို့လုံမဲ့အတူရောင်ရွေးကောက်ပွဲကာလရောက်ပြီပေါ့ဘာကြောင့်လဲဆိုတော့ဒါအခုကာလကလည်းဒါမင်းအွန်လိုင်းလုံမဲ့အတူရောင်ရွေးကောက်ပွဲကာလရောက်နေပြီပေါ့နော်အဲ့တော့ဒီမြို့မှာလည်းဒီပုံစံမျိုးတေချာပေါက်လုံတော့မှာပေါ့နော်ပြောချင်တာကတော့ဗျာမြို့ကိုအခုလိုမျိုးပေးလိုက်ရပြီဆိုတဲ့အချိန်မှာပြည်သူတွေလည်းမချစ်တင်ငယ်ဖြစ်ကြတယ်ရုံးတော်လိုင်းတက်ဖွဲ့တွေလည်းမချစ်တင်ငယ်ဖြစ်ကြတယ်ပေါ့နော်စစ်ကောင်စီဘက်ကတော့ကုံစာမှာပဲသူတို့ကတော့ရှက်မဲ့လူတွေမဟုတ်ဘူးပေါ့နော် မြို့တစ်ခုကိုတိုက်ယူလို့မရတဲ့အပြင်ပေါ့နော်သူတို့ကတိုက်ရမှာကြောက်လို့တောင်းယူတဲ့အဆင့်နဲ့သူတို့ရသွားတာပေါ့နော်ဒါပေမဲ့လည်းအဲ့ဟာကိုအခုလိုမျိုးကြီးလွယ်လွယ်ကူကူပေးလိုက်ရတဲ့ဟာကတော့ဒိုလိုင်းတပ်ဖွဲ့တွေအတွက်တကယ်နစ်နာတယ်။ဘာကြောင့်နစ်နာလဲဆိုတော့ဒီမြို့ကိုတိုက်ခဲ့တဲ့ချိန်မှာဒီအသက်တွေကအလကားရခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါလေးတော့ဒါတပ်ဖွဲ့တွေတာဝန်ရှိတဲ့သူတွေအနေနဲ့ပေါ့နော် ဒီအသက်တွေကိုတံမိုးထားတတ်ပါစေလို့ပဲဒါပြောရမှာပေါ့လေနော်နောက်တစ်ခုကတော့ကြောက်မဲမှာဒါ SSPP နဲ့ဒါစစ်ကောင်စီနဲ့အပြင်းထန်တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့အကြောင်းဒါလေးလည်းပြောရမှာပေါ့နော်အဲ့တော့ SSPP ကမနေ့ကသတင်းထုတ်ပြန်တာရှိတယ်ဒါ SSPP SSC တပ်စခန်းတည်ရှိရာနေရာပေါ့နော်ကြောက်မဲမြို့နယ်လေးကိုစစ်ကောင်စီကအင်အားတရာလောက်နဲ့စစ်ကြောင်းထိုးဝင်ရောက်ရှင်းလင်းခဲ့တာကြောက်မလို့နှစ်ဖက်တိုက်တွန်းမှုဖြစ်ပြီးတော့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဆိုပြီးတော့သိရတယ်အဲ့တော့စစ်ကောင်စီကအင်အားတရာပါတဲ့စစ်ကြောင်းဝင်ရောက်လာတဲ့အချိန်မှာနေ့လယ်တနအီကနေ့ 3နိုင်ထိပေါ့နော်တပ်ဖွဲ့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်။ဒါ့အပြင်ဒါစစ်ကောင်စီဘက်ကမြေပြင်စစ်ကြောင်းနဲ့တူ drone တွေပါအသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုပြီးတော့လည်း SSPP ကထုတ်ပြန်ကြမှာပါတယ်ပေါ့နော်။အဲ့တော့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ကြောင်မဲမြို့ကိုဒါ1027စစ်စီရင်ဒုတိယပိုင်းမှာနောက်24ခုနှစ်ဩဂုတ်လ5ရက်နေ့မှာ TNL ကသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။အဲအဲ့လိုမျိုးနဲ့ဒါထိန်းထားပြီးတနှစ်ကျော်အကြာမှာစစ်ကောင်စီကနောက်25အောက်တိုဘာမှာပြန်ပြီးတော့တိမ့်ပိုင်နိုင်ခဲ့တာဖြစ်တယ်။ဒီမျိုးကလည်းဒါ နေဆက်ကွန်သွေးလမ်းကြောင်းအတွက်အချက်အချာကြတဲ့မြို့တစ်ခုလည်းပြစ်တယ်ပေါ့နော်အဲ့တော့အခုလိုမျိုးဒါ SSPB SSA နဲ့ဒါစစ်ကောင်စီကြတိုက်ပွဲတွေပြင်းထန်လာတာကရှမ်းမြောက်မှာစစ်ကောင်စီရဲ့ထိုးစစ်တွေပေါ့နော်ရှမ်းမြောက်ကစစ်ကောင်စီအခုလိုမျိုးထိုးစစ်လုပ်သွားတဲ့ထိုးစစ်တွေအတွင်းမှာ SSPB SSA ကကူပြီးတော့တိုက်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေကမဟုတ်မှန်ပါဘူးဆိုရက်ခြေပါတဲ့ပုံစံမျိုးလိုပြန်ဖြစ်သွားတယ်ပေါ့နော်ခြေပါသလိုပြန်ဖြစ်သွားတယ်စစ်ကောင်စီကဒါ105မိုင်လမ်းကြောင်းပြီးရင်ဒါမြဝတီလမ်းကြောင်းအဲ့လမ်းကြောင်းတွေကနေဆက်ကုံသွေးရေးတွေကို ဒါအခုချိန်ထိမထိန်ချုပ်နိုင်သလိုပေါ့နော်လမ်းပြန်ဖွင့်မှုလည်းမဖြစ်နိုင်သေးတာကြောင့်မလို့ဒီကျွန်တော်ဟိုနေ့ကပြောလို့ပေါ့နော်တာချီလေးဘက်ကနေပြီးတော့သူကထိုင်းဘက်ကိုတဆင့်ပေါ့နော်ကုံသွယ်ရေးလမ်းကြောင်းကိုအသုံးပြုဖို့ပြင်နေကြတာရှိတယ်အဲ့တော့ဒီလမ်းကြောင်းကရှမ်းလက်နက်ကင်တပ်တွေဖြစ်တဲ့ RCSS တို့ပြီးရင် SSPB တို့ပေါ့နော်ဒီလက်နက်ကင်တွေရှိတဲ့နေမြေတွေကိုဖျက်ဆီးသွားရမှာဖြစ်တယ်အဲ့တော့ RCSS ကလည်းဆင်နှင်းပြ NCA အခမ်းအနားကိုမတက်ခဲ့ဘူးဒါအားလုံးလည်းသိလိမ့်မှာပေါ့နော်မတက်ခဲ့တဲ့အပြင် ီ NCA နဲ့ပတ်သက်တဲ့ပေါ့နော်အဲလှုပ်တင်တဲ့ဟာမျိုးတွေကစသူကထောက်ပြသွားတဲ့ပုံစံမျိုးရှိခဲ့တယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးဖြစ်ခဲ့တဲ့အတွက် RCSS နဲ့လည်းဒါစီရေးရှင်တွေတင်းမာလာနိုင်ခြင်းရှိတယ်ဆိုပြီးတော့သုံးသပ်နေကြတဲ့အချိန်မှာအခု SSBB SSA နဲ့ပါစီရေးတင်းမာလာလို့စစ်ကောင်စီတွတ်တော့ဒါကောင်းတဲ့အလားအလာတစ်ခုတော့မဟုတ်ဘူးသူထပ်ပြီးတော့ကြုံရလာနိုင်တဲ့ဒါအချက်တည်းတစ်ခုတော့ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒါကလည်းထူကြတဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက်အခုလိုထည့်ပြောတာဖြစ်တယ်အဲစစ်ကောင်စီအနေနဲ့ပေါ့နော်ဘယ်လိုပုံစံမျိုး ရည်ရွယ်ထားတယ်ဘာတွေစဉ်းစားနေတယ်ဆိုတာကိုတော့မပြောတတ်ဘူးပေါ့နော်အဲ့ဒီကောင်းနေလုံးသမျှဟာအကုန်လုံးကတော့ကလိန်ကြီးပုံစံမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဒေါ်လန်ပြည်သူအနေနဲ့တတိထားနေတယ်ဒေါ်လန်တပ်ဖွဲ့အနေနဲ့ပြင်ဆင်နေတာပြင်ဆင်နေတယ်ပေါ့နော်နောက်တစ်ခုကတော့ကြံ့ခိုင်အကြောင်းပြောရမှာပေါ့နော်ကြံ့ခိုင်ကခင်အကြောင်းပေါ့နော်ခင်အကြောင်းလေးလည်းပြောမယ်အဲ့တော့မဲဆွဲပဲကိုဒါလာတဲ့သူတွေကို2000ပေးမယ်ဆိုပြီးသူတို့မလုံးပေးပြီးတော့စီယုံပြီးတော့လူစုခိုင်းခဲ့တယ်တကယ်တကယ်မဲဆွဲပဲကိုလာခဲ့တဲ့အခါကျတော့ ငါတောင်းမပေးဘဲနဲ့9000ပဲပေးတယ်ဆိုပြီးတော့အဲ့ပွဲကိုသွားခဲ့တဲ့သူတွေကပေါ်ထုတ်ကြတယ်ပေါ့နော်မရတော့အတန်းနေထွက်လာကြအဲ့တော့ဒါကြမ်းခိုင်ရေးပါတီကနွေမာ19ရက်နေ့ကရန်ကုန်မြို့တူဝနာမှာလှုပ်ခဲ့တဲ့မဲဆွယ်ပွဲအဲ့ပွဲကိုလာတဲ့သူတွေကိုဒါ9000ပေးမယ်ဆိုပြီးပြောပြီးတော့တကယ်တကယ်လာတော့ကျွန်တော်9000ပဲပေးခဲ့တာပေါ့နော်အဲ့တော့စစ်ဖို့ကြုတ်တဲ့ထုံးဆိုင်တိုင်းမှာအဲ့ဒါကတော့တကယ်ပြောတာအခုဒီလိုမျိုးပုံစံမျိုးဂရိမတီတဲ့ဟာတွေပေါ့နော်ပြီးရင်အပြောတခြားအလုပ်တခြားလှုပ်တဲ့ဟာတွေက ဒီရွေးကောက်ပွဲမဲဆွယ်ကာလမှာကနေကထုတ်ပြနေတယ်ဆိုတဲ့ကြောင်းဒါကျွန်တော်တို့သိထားရမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီလိုမျိုးပေါ့နော်2000ပေးမယ်တကယ်လဲလာတော့9000ဝန်းပေးတယ်2000ပြည့်မပေးဘူးဒီလိုမျိုးဂရိမတီတဲ့ဟာတွေပြင်တာအပြောတခြားအလုပ်တခြားဖြစ်တဲ့ဟာတွေအာဒီလိုကိစ္စလေးတည်တည်လေးတောင်မှအပြောတခြားအလုပ်တခြားလုပ်နေတယ်ဆိုရင်နိုင်ငံနဲ့ချီတဲ့ကိစ္စမျိုးတွေပေါ့နော်အခုမဲဆွယ်ဘက်မှာဂရိပေးနေကြတဲ့ဂရိစကားတွေဒါတွေကယုံကြည်နိုင်စရာအကြောင်းမရှိဘူးဆိုတဲ့ဟာကိုအုံနောက်ရှိတဲ့လူကတော့သိတယ်ပေါ့နော်အဲ့တော့ ကျန်းခံရေးနဲ့ပတ်သက်လို့ကတော့ကျန်းခံရေးကိုထောက်ခံတဲ့ကောင်တွေကတော့အုံနောက်မရှိတဲ့ကောင်တွေလို့ပဲပြောရမှာပဲပေါ့နော်အဲ့တော့ဒီလိုမျိုးတွေမရဘူးဆိုမှလည်းအတန်ထွက်လာတာလေဒါအဲ့တော့အော်တယ်ပေါ့နော်အဲ့တော့ဒီမဲဆွယ်ပွဲကိုဒါကျန်းဖို့ကစီကားစီဖို့အတွက် ခရိုင်လိုက်လူတွေကိုစုခိုင်းပြီးတော့ဒါ YBS နဲ့ဒါသူကခေါ်ခဲ့အချိုးပို့ပေါ့နော်လုတ်ပေးခဲ့တာဖြစ်တယ်အဲ့တော့ခရိုင်လိုက်လူစုတဲ့ခါမှာတယောက်ကို2000ပေးမယ်ဆိုပြီးတော့မတ်လုံးပေးခဲ့တာမတ်လုံးကတော့အသက်ကုန်ပေးတာဒီကောင်လေးမတ်လုံးပေးတဲ့နေရာမှာတော့တကယ်ဆရာကြီးပဲပေါ့နော်အဲ့တော့ ထင်ရင်ကမြန်မာနိုင်ငံမှာနိုင်ငံကယင်းနှိမှုတွေယင်းနှိမြုံနှံမှုတွေမရှိလို့လူငယ်တွေကနိုင်ငံသားကိုထွက်ပြီးတော့အလုပ်တွေလုပ်နေရတယ်ဆိုတဲ့အကြောင်းဒါလည်းသူပြောခဲ့တာရှိတယ်။အဲဒါကြောင့်မလို့ဒါပြည်ပရောက်နေတဲ့သူတွေပေါ့နော်ပြည်ပမှာအလုပ်ကင်ခွင်လန်းသွားရှာနေကြတဲ့ဒါလုပ်ကင်နေကြတဲ့လူငယ်၅တန်းပေါ့နော်။အဲ့၅တန်းရဲ့ဒါလောက်ခလစာတွေပြည်တွင်းကိုပြန်လဲရောက်ရှိရေးလှုပ်ဆောင်မှာဖြစ်ကြောင်းသူကပြောခဲ့တာရှိသေးတယ်ပေါ့နော်။ပြောချင်တာအာနာသိမ့်မှုကြောင့်မလို့ဖြစ်ပွားခဲ့တဲ့စိုးကျိုးတွေဒါအကျိုးဆက်တွေပေါ့နော်။ဒါတွေကြောင့်မလို့ဒီလူငယ်တွေကပြည်ပနိုင်ငံတွေကိုထွက်ပြီးတော့ ဒါအလုပ်တွေလုပ်ကြရတယ်ဆိုတဲ့ဟာကိုသူတို့တွေမသိဘူးမသိတာမဟုတ်ဘူးမသိရှင်အောင်စောင်းအဲ့ဒါကိုကြော်ပြစ်တာပေါ့နော်ကြော်ပြစ်ပြီးတော့ဒီလူငယ်တွေစီကနေပြန်ပြီးခေါင်းပုံဖြတ်ဖို့စဉ်းစားနေတဲ့ဟာကတော်တော်လေးမယိုင်းဆုပ်ပဲပေါ့နော်အဲ့တော့အနာသိမ်းမှုကြောင့်လို့စီးပွားပြတ်သွားတဲ့ဟာတွေနိုင်ငံရေးမှာပါဝင်ပတ်သက်တဲ့သူတွေကိုအတင်းအဓမ္မဖမ်းဆီးတာတွေပြီးတော့လူငယ်တွေလူငယ်တွေကိုအတင်းကျပ်အဓမ္မပေါ့နော်ဒါအတင်းကျပ်ဒါသသတိတွေစုဆောင်းနေပြီးတာနဲ့တည်လန်းနေပို့တယ်ပါစတွေလောက်ခိုင်းနေအဲ့လိုပုံစံမျိုးတွေကြောင့်မလို့ပြည်တွင်းမှာမလုံခြုံတော့လို့ဒုံခြုံမှုမရှိတော့လို့ဒီလူငယ်တွေက ပြည်ပနိုင်ငံတွေကိုထွက်ပြီးတော့အလောက်ကိုင်းနေလောက်ကြရတာဖြစ်တယ်ဗောနော်အဲပြီးတော့ကြတော့ဒါပြည်တွင်းမှာစီးပွားရေးတွေပြတ်တော့ဗောနော်ပျက်စီးလို့စီးပွားရေးတွေကျဆင်းလို့အဲပြီးရင်ဒါလောက်ကလစားတွေမညီမြလို့ဝင်ငွေထွက်ငွေတွေမရှိတော့လို့လောက်ကိုင်းနေရှားပါလို့တခြားနိုင်ငံတွေထွက်ပြီးတော့အခုလိုမျိုးဒါလောက်ကိုင်းကြရတာဖြစ်တယ်ဘယ်သူမှတော့အားရရမထွက်ဘူးကိုပြည်တွင်းထဲမှာတကယ်ကိုသူများနိုင်ငံတဲ့တာလွန်ကောင်းမွန်တဲ့အခွင့်အရေးတွေရှိနေတယ်ဆိုရင်ဒီလူငယ်တွေက လုံးဝအိမ်ကိုစွန့်ခွာပြီးတော့ဗောနော်ကိုမိသားစုကိုစွန့်ခွာပြီးတော့တခြားနိုင်ငံမှာမျက်နှာငယ်စွာနဲ့ဘယ်သူမှအလုပ်သွားမလုပ်ဘူးအဲ့ဒီလိုမျိုးပြဿနာရဲ့အရင်အမြစ်ကိုဖြေရှင်းဖို့မစင်စားဘဲနဲ့ဗောနော်ဒါငါတို့ကြောင့်ဖြစ်တာငါအာနာသိမ်းခိုင်းလိုက်လို့မင်းအောင်လဲအာနာသိမ်းလိုက်လို့ဖြစ်တာပါဆိုတဲ့ဟာမျိုးတွေကိုတော့ဒီကောင်လေးမစင်စားဘဲနဲ့ဗောနော်တခြားနိုင်ငံမှာရောက်နေတဲ့လူငယ်တွေစီကနေပြီးတော့ပတ်စံပြန်ကောက်ဖို့စဉ်းစားနေတဲ့ လုံးဝဒီကြန့်ခိုင်ရေးရဲ့ဒါကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌဒါခင်ကြီးရဲ့အုံနောက်ကိုတော့တကယ်အော့ချလောက်လေပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့လည်းဒါဒီဒီ online မှာပေါ့နော်ဒါပြန့်နှံ့နေတဲ့ဒါဟာတလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကတော့ဒါခင်ကြီးရပေါ့နော်ကြက်ခိုင်နဲ့ပတ်သက်လို့သူကမဲဆွယ်ပွဲတစ်ခုမှာဒါစင်ပေါ်မှာတက်ပြီးတော့ဟောပြောစီးယုံနေပေါ့ဗျာအဲ့ချိန်မှာဒါလူတယောက်ကသူ့ကိုဖက်နဲ့လှမ်းပေါက်တယ်ဖက်နဲ့လှမ်းပေါက်တယ်အခင်ရရှောင်းလိုက်နိုင်တဲ့အတွက်ပေါ့နော်ဖက်ကတော့သူ့ကိုမထိသွားဘူးပေါ့နော်ဟာအဲ့ချိန်မှာပေါ့နော် ဒီလူတို့လူတို့ကပေါ့နော်ဒါပိတ်သက်တွေကအောက်မှာရှိတဲ့ပိတ်သက်တွေကအဲ့ခုနဖက်နဲ့နဲ့ပေါက်တဲ့သူကိုဝိုင်းဆဲတာပေါ့နော်ဆဲကြတာပေါ့။ဘာဖြစ်တယ်ညာပဲဆဲကြ။ဆဲကြတဲ့အချိန်မှာခင်ရအာသူကအမှတ်ဝင်ယူရမယ်ပေါ့နော်။အာဒီအချိန်မှာငါအမှတ်ဝင်ယူရမယ်။ အဲအဲ့လိုပုံစံမျိုးနဲ့ तू ကမှင်းသေးသေးတယ်ပေါ့နော်အအောက်မှာဒါဆဲနေကြတဲ့ဒါလူတို့ကို तू ကပြောတာပေါ့တောင်းမှန်တာပေါ့တားတာပေါ့နော်အဲ तू ကဟာမလုပ်ပါနဲ့မဆဲကြပါနဲ့ပေါ့နော်ဒါဒီလူပစ်လိုက်တဲ့ဖနက်ကလည်းကျွန်တော်ကိုလည်းမမှန်ပါဘူးပေါ့နော်အဲ့တော့ဒေါသမထွက်ကြပါနဲ့ဘာညာဆိုပြီးကျွန်တော်ခွင့်လုပ်ပါတယ်ဆိုပြီး तू ကပြောတာပေါ့နော်အဲ့ချိန်ကျောင်းမှာအောက်မှာဆဲနေတဲ့လူကြီးကတညီတညွန့်ထင်းနဲ့ပြန်ပြောတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဆဲရတာတဲ့မှန်အောင်မပြစ်လို့ဆဲရတာတဲ့အဲ့ကြတော့ ောက်ပေါက်တဲ့ကြရည်ကြီးပဲစေမောမှာတက်ပြီးတော့ပြောဆိုနေတဲ့ကောင်းနေပါတော့အဲဒီဟာတလေးကတကယ်ကိုထိထိရောက်ဖြစ်ပါတယ်ဗောနော်အဓိကတော့ဒီကောင်းနေရဲ့ဂရိစကားတွေဒါတွေကယုံကြည်စရာမရှိဘူးဒီကောင်းနေဘယ်ကလာတယ်လဲအခုနေအောင်လိုကောင်မျိုးကြည့်ကျွန်တော်ပြောတာအာပြည်သူကိုပြန်တက်ဖို့အတွက်ခိုင်းနေတာနော်သူ့ရဲ့ထမင်းရှင်ဒီပြည်သူဆိုတာကဒီပြည်သူရှိလို့ तू ဒီလိုမျိုးဖြစ်လာတာဒီအဆင့်ထိရောက်လာတာအဲ့ဒါကို तू ကစစ်ကောင်စီရဲ့ကျေးဇူးလုံးဝ तू ကမမေ့တဲ့ပုံစံမျိုးနောက်ဘွားထိပါဆက်မဲ့ပုံစံမျိုးနဲ့ မမမမစစ်ကောင်စီဘက်ကိုရက်တာပေါ့နော်ဘုံမှာကြိုက်တယ်အဲ့လိုမျိုးကြိုက်တယ်ဘာကြောင့်လဲဆိုတော့ပြက်ပြက်တသားဖြစ်သွားလို့ရန်သူဆိုရန်သူလိုမျိုးကျွန်တော်တို့တတ်မှတ်လိုက်လို့ရပါတယ်ဂျားနေဆိုရင်တော့ကျွန်တော်ပူဆိုးတယ်ပေါ့နော်အခုလိုပြက်ပြက်တသားဒါဘုံမှာလိုက်တဲ့ဟာသဘောကျတယ်အဲ့လိုကောင်မျိုးပေါ့နော်ဒါပေမဲ့အဲ့ကောင်ကစော်ကားတယ်မတ်ရိုင်းတယ်အခုပါလေလုံးဝဒါစန့်ကျင်ပါလေဆိုတဲ့သူတွေပေါ့နော်ကြက်ကြက်လုံးတဲ့သူတွေဘာညာရဲ့အဲ့လိုမျိုးလူရဲ့ကိုယ်အသက်ဘာညာနေအဲ့လိုမျိုးတွေကစား ပြောခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုကောင်မျိုးတွေပေါ့နော်အဲ့လိုစိတ်ဆန္ဒရှိတဲ့ကောင်မျိုးတွေတစ်ဖက်ထဲမှာစုနေတာဖြစ်တဲ့အတွက်ဒီကြံ့ခိုင်ရေးဆိုတဲ့ဟာကလည်းယုံကြည်ကြအကြောင်းမရှိဘူးအဲ့ကောင်တွေဘယ်ကလာတယ်လဲအဲ့နေအောင်ပါဇက်ကနေကအစပြောဘူးတယ်ပေါ့နော်အာကြံ့ခိုင်ရေးဘယ်ကလာစစ်တပ်ကလာတာဘာညာ तू ပြောလိုက်တယ်အဲ့ကျတော့ဘာမှမထူဘူးစစ်တပ်ပဲအကုန်လုံးကအကုန်လုံးကဒီလိုပုံစံမျိုးပဲအဲ့လိုပုံစံပြောင်းလဲမပြောင်းလဲစီမံထားတယ်သူစီမံရှိတဲ့ဒီဗိုလ်ချုပ်တွေကအစပေါ့နော်ဟိုတက်ကြည်စရေးအစင်အထိ ဒီကြက်ခိုင်ဘက်ကိုလွတ်ပြီးတော့ဒါမဲဆွဲစီယုံတာမျိုးတွေကြက်ခိုင်အောင်မြင်ဖို့အတွက်ကိုပေါ့နော်မဲနိုင်ဖို့အတွက်ရွေးကောက်ပွဲနိုင်ဖို့အတွက်ကိုကြိုတင်ပြင်ဆင်တာမျိုးတွေလုပ်တယ်တန်တမာရေးကိစ္စတွေကမှအဆပေါ့နော်နိုင်ငံသားနဲ့ဆက်ဆံရမယ်နိုင်ငံတကာနဲ့ဆက်ဆံရမယ်တန်တမာရေးကိစ္စတွေမှာအဆသူ့လူတွေကိုထိုးထည့်ပြီးတော့ရဲဝဲလဲပြီးတော့ပို့လာရရှိလာတယ်ပေါ့နော်အဲ့တော့နိုင်ငံကိုဆက်ပြီးတော့အုပ်ချုပ်နိုင်ဖို့အတွက်အာဏာလက်မလွတ်ရဖို့အတွက်ပြည်သူကိုဆက်ပြီးဂုံသွေးဆုပ်ဖို့အတွက်ပေါ့နော်လက်နဲ့ဆက်ပြီးကင်ပြီးအနိုင်ကျင့်ဖို့အတွက်ပဲဒီလိုမျိုးလုပ်နေတယ်ဆိုတော့ဟာကိုကျွန်တော်တို့မေ့လို့တော့မရဘူးပေါ့နော်အဲဒါကြောင့်မလို့ ဒီကောင်နေတဲ့ဇကားကိုတော့ကျွန်တော်ကတော့မယုံဘူးအဲအခုတော်လန်ပြည်သွေးလဲယုံကြည်ကြလဲအကြောင်းရှိဘူးအုံနောက်ရှိတယ်အုံနောက်မရှိတဲ့ကောင်တွေကပဲယုံနေမယ်ပေါ့နော်အဲ့တော့ကျွန်တော်လှုပ်ရှားလှုပ်တယ်ဆက်ပြီးတော့လှုပ်ကြမယ်အရေးကြီးကာလဖြစ်လာပြီအရေးပေါ်ချင်းနေဖြစ်လာပြီအဲ့တော့ကျွန်တော်လှုပ်နိုင်သမျှအလုပ်တွေဆက်လက်ပြီးတော့လှုပ်ကြဖို့ဒီနေ့ကနေတိုက်တွန်းနေပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်